ဥပဒေနဲ့မညီတဲ့နိုင်ငံသားတွေကိုဖမ်းဆီးတာမှာအဖမ်းဆီးခံရတဲ့မြန်မာလူသားတွေကိုနေရက်ပြတ်မပို့ဖို့ထိုင်းလူအခွင့်အရေးလှုပ်ရှားသူတွေကတောင်းဆိုကြပါတယ်။ဆွဲသစ်တရင်ပေးပို့ထားပါတယ်ရှင်။ထိုင်းအာဏာပိုင်တွေက2025နှစ်စပိုင်းမှာကြားဖြတ်နေနေစတင်ပြီးတဲ့နောက်ဥပဒေနဲ့မညီတဲ့နိုင်ငံသားလူသားတွေကိုစီမံချက်နဲ့ဖမ်းဆီးရမှာဇန်နဝါရီလကနေဖေဖော်ဝါရီလကုန်ထိ2လတာအတွင်းမြန်မာနိုင်ငံသားတပေါင်းဝန်းကျင်ဖမ်းဆီးခံခဲ့ရပါတယ်။ ဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသားတချို့ကိုထိုင်းနိုင်ငံတွင်ကတပ်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှာပြစ်ဒဏ်ချခံစေပြီးတဲ့နောက်မြန်မာနိုင်ငံဘက်အချမ်းပြန်လဲပို့ဆောင်ခံရတာတွေရှိနေပါဗျ။အခုလိုဖန်ဆီးခံရတဲ့မြန်မာလူသားတွေကိုနေရက်ပြန်မဖို့ဖို့ထိုင်းအစိုးရကိုထိုင်းနိုင်ငံရွှေ့ပြောင်းလူသမားများကွန်ရက် Migrant Working Group MGW ရဲ့ညှိနှိုင်းမှု Mr. အဒီဆွန်ကထိုင်းအစိုးရကိုတောင်းဆိုခဲ့ပါဗျ။ လက်ရှိကတော့ဒီဟိုထိုင်းဘက်ကလည်းတော်တော်များများအခုဟိုတောင်းဆိုကြရတယ်ပေါ့နော်ဒီထိုင်းလူမျိုးတွေကလည်းတောင်းဆိုတချို့တောင်းဆိုတာတွေရှိတယ်ဒီလိုမျိုးနိုင်ငံကဒီအခြေအနေဆိုးမှာဒီလိုပြန်ပို့တာတွေကိုပေါ့နော်အဲနိုင်ငံကြီးကြောင့်ဟိုထွက်ပြေးတိမ်းရှောင်လာတဲ့လူတွေလည်းသူတို့တည်တံ့ထားတဲ့နေရာမျိုးတွေမရှိတော့ဖြစ်တယ်လို့လုံသမားတွေဖြစ်နေနေနေတိုင်းဝင်ထောက်ထားတွေလုပ်တယ်အဲအဲ့လိုလုံခြုံဆောင်ရင်းနေမှာတချို့မပြည့်စုံလို့ဖန်စီခံရတဲ့လူတွေကိုပြန်ပို့တာမျိုးကြတော့အချမ်းမဆုပ်စုမင်းအွန်လိုင်းလက်ထဲကိုတေးရင်းနဲ့ပြန်ပို့တယ်လို့မျိုးပဲဖြစ်တယ်လေအဲအဲ့တော့ဒီတိုင်းအနာပိုင်းဒီဘက်က ဒါတွေကိုဖြေလျှော့ပေးဖို့ဒီဖန်းစည်းကံထိတဲ့လူတွေလောလောဆယ်နေရပြန်မပို့ပေးဖို့တော့တောင်းဆိုနေကြရရတော့ရှိတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ထိုင်းနိုင်ငံတွင်းကိုနိုင်ငံရေးကြောင့်ထွက်ပြေးတိမ်းရှောင်လာသူတွေနဲ့စီရီယံဝန်ထမ်းတွေဟာနေဆက်ဒေသတွေမှာအထောက်ထားမဲ့နေထိုင်နေရတာတွေရှိနေပါတယ်ထိုင်းဆိုရပြုတ်လုပေးတဲ့အထောက်ထားတွေနေထိုင်လောက်ကရင်အထောက်ထားမစုံလင်လို့ဖန်းစည်းခံရတဲ့အခါနေရပြန်ပို့တာဟာမြန်မာစစ်တပ်အတွက်စစ်သားစုဆောင်ရမှာကူညီပေးရရောက်တယ်လို့ထိုင်းလူခွင့်ရေးလှုပ်ရှားသူတွေကထောက်ပြကြပါတယ် အထူးသဖြင့်ထိုင်းတောင်ပိုင်းမှာဖမ်းဆီးခံရသူတွေကရနောင်းကော့တောင်ထိုင်းမြောက်ပိုင်းမှာဖမ်းဆီးခံရသူတွေကမဲဆောင်မြောက်ရီစတဲ့နယ်စပ်ခိတ်တွေကနေပြန်ပို့ခံရပြီးစစ်ကောင်စီရဲ့အာတမစစ်သားစုဆောင်တာတွေလည်းခံရပါဗျာ။တရားမွေမြန်မာနိုင်ငံသားမြန်မာလူသားတွေပေါ်မှာပေါ်တာဆွဲသလိုမျိုးကားပေါ်ကိုကြမ်းကြမ်းချာချာတင်းတဲ့ရေးဆိုင်နေတဲ့အိမ်ငန်းတွေတဲ့အတင်းဝင်ရောက်တဲ့ဖမ်းဆီးတဲ့စာသင်ကျောင်းတွေပါမကြမ်း ဖမ်းဆီးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အစိုးရကအစိုးဆုံးကတော့မြန်မာနိုင်ငံကိုပြန်ပို့ခိုင်းရတဲ့ခါမှာစစ်သားစုဆောင်ရေးတဲ့ပါဝါးတာရီယာထိုင်းစုရလည်းလုတ်တလို့လို့မလုတ်တလို့လို့တစ်ဖက်တလန်းကစစ်သားစုဆောင်ပေးနေတာပဲလို့သဘောပိုက်တယ်ဒါကြောင့် Micro Working Group ဆိုရဲထိုင်းစုရအပေါ်မှာနိုင်ငံသားလုတ်သားစီမံခန့်ခွဲရေးနဲ့နိုင်ငံသားလုတ်သားလုတ်ထုံးလုံပြီးအပြောင်းလဲတွေပေါ်မှာဩဇာတက္ကမကြီးမားတဲ့အဖွဲ့အစည်းကပြောတာကိုချွင်းချက်မရှိထောက်ခံတယ်လို့ထိုင်းစိုးရရဲ့နိုင်ငံသား မှတ်ပုံတင်တဲ့လုပ်ငန်းတွေကလည်းကြီးတဲ့ပို့ပြီးတော့မြန်ဆန်အောင်လုပ်ရမယ်။ကုန်ကြမ်းစိတ်ကလည်းတက်တော့တတာဖြစ်ရမယ်။ဌာနငံအစိုးရအနေနဲ့ထားထားမဲ့မြန်မာလူသမားတွေကိုဖမ်းဆီးပြီးနေရပြန်ပို့ရင်အတက်အနေရရှိတဲ့အတွက်မြန်မာလူသမားတွေကိုကာကွယ်ပေးဖို့မစ္စတာအထီးစွန်ကထိုင်းအနာပိုင်တွေကိုတောင်းဆိုခဲ့ပါတယ်။မတ်လ23ရက်နေ့ကလည်းထိုင်းရောက်မြန်မာလူသမားကိုယ်စားလှယ်တွေနဲ့အမျိုးသားညီညွတ်အစိုးရအနည်းချစ်လူသမားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးထိုင်းရောက်မြန်မာရွှေ့ပြောင်းလူသမားတွေကြုံနေရတဲ့အခက်အခဲချက်တွေကိုအွန်လိုင်းကနေဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်ဇွဲတက်ပါ